ကုမချင်ကိုချင်နေတဲ့ပူအီအီခန်တယောက်ဆောင်ပူအီအီခန်ကတော့လက်ရွေးစင်ဘောလုံးသမားအောင်သူနဲ့လက်ထပ်သားသူဖြစ်ပြီးတာယာတဲ့အိမ်ထောင်ကြီးတစ်ခုကိုပိုင်ဆိုင်ထားသူပါဒီနေ့မေလ22ရက်နေ့ကတော့အောင်သူရဲ့မွေးနေ့ဖြစ်ပြီးတယောက်ဆောင်ပူအီအီခန်ကခမွန်တဲ့ရဲ့အပြုမူတွေစိတ်ဓာတ်တွေအပေါ်ချီးမွမ်းစကားဆိုခဲ့ပါတယ်လောပါဒေါသမောဟလည်းမရှိတဲ့ခမွန်တဲ့ရဲ့အေးစေးတည်ငြိမ်မှုတွေကိုဒီနေ့လေးမှအများသိအောင်ပြောပြလာတာဖြစ်ပါတယ် ိမ်ထောင်တက်တရှောင်းအကြီးကျယ်စိတ်ဆိုးဒေါသထွက်ခြင်းမရှိသူ့ပေါ်ကိုလည်းမမဲခြင်းမရှိတဲ့အိမ်ထောင်ဖက်ကောင်းကိုရရှိထားတာဖြစ်တယ်လို့သူမကဆိုပါတယ်ကြွားဝမနာလိုစိတ်မရှိရှင်ပြိုင်စိတ်လုံးဝမရှိတဲ့သူမျိုးနဲ့ပေါင်းဖက်ခွင့်ရတာအယံကံကောင်းတယ်လို့သူမကပြောပါသေးတယ်ဒီကနေ့မွေးနေ့မှာဆန္ဒနဲ့ဘဝတစ်ထက်တည်းကြားဖို့အချစ်တွေလည်းနှစ်တွေအကြာကြီးထပ်တူကြားဖို့ဆုတောင်းပေးခဲ့ပါတယ် တခြား MRTV for men တွေလို့ခရိုနီတွေနဲ့မရလို့လူတွေတနာတာခံခဲ့ရပေမဲ့လည်းအချက်ကိုဦးစားပေးသွားသူဘိုးအီခန့်အရန်ပျော်နေတာတော့လူတိုင်းမြင်နေရတဲ့အမှန်တရားပါတခါတလေမှလည်းငွေကြီးထက်အချက်ကပိုအေးကြီးတာကြောင့်အုံနောက်ထက်နှလုံးသားနဲ့ရွေးချယ်သွားသူဘိုးအီခန့်တယောက်ဆုံးဖြတ်ချက်မှန်သွားတယ်လို့ပြောလို့ရပါတယ်